အချိန်တုန်းကဘဝတစ်ခုမှာကုသမင်းနဲ့ဘဘဝတိအလောင်းတို့ဟာမကြီးနဲ့မတ်တော်ကြတဲ့တစ်ပိုင်းကုသမင်းအလောင်းအကိုနဲ့ဘဘဝတိလောင်းအမျိုးသမီးရအိမ်တော်ကြတယ်သူကမတ်တော်မှာပေါ့နော်မတ်တော်ခဲဦးလို့လားမသိပါဘူးအဲ့လိုတော်တဲ့အခါမှာချစ်ကံအံဆိုတော့သူတို့သိမတဲ့ခြင်းမတဲ့ကြဘူးတနေ့ကြတော့အဲ့ဒီအိမ်မှာ မုလုတသူကတောသွားနေတယ်သူရဲ့မကြီးကမုန်းလုပြီးတော့စားကြတယ်သူ့အတွက်ကိုမုန်းချန်ထားတယ်သို့တော့ပြည့်စင်ကဗုဒ္ဓတဆူရောက်လာတဲ့အခါကျတော့တခြားလောင်းစရာမရှိတော့သူ့အတွက်ချန်ထားတဲ့မုန်းကိုလှူလိုက်တယ်ပြည့်စင်ကဗုဒ္ဓတပိတ်ထဲလဲထဲလိုက်ရောသူကတော့ပြန်ရောက်လာတယ် ရောက်လာတော့ငါမောင်မင်းအတွက် မုန်းချန်ထားတာအခုပြည့်စင်ကဘုရားရှိတော့ငါတို့လှူလိုက်ပြီဆိုတာရုတာရုမလုပ်ဘဲနဲ့သူကပါလို့တော့ကိုမုံတော့ကိုမလူပဲနဲ့သူများမုံခမရတော့ကိုမုံတော့ကိုစားတယ်သူများမုံကြတော့လှူပြရမလားဆိုပြည့်စင်ကဘုရားသပိတ်ပေါ်လိုက်ပြီးတော့လူယူလာတယ်ပြေးပြီးတော့နောက်ကလိုက်ပြီး သူ့မုံပြန်ယူလာတယ် အဲ့ဒီတော့ကိုမျိုးသမီးကရှက်လဲရှက်ပြစ်စင်ကဘုရားပေါ်မှာလဲအာနာတော့သူ့အမေအိမ်ပြေးပြီးတော့ထောမအိုးကြီးကိုယူလာခဲ့ယူလာပြီးတော့ပြစ်စင်ကဘုရားအရှင်မြတ်ရဲ့တပိတ်ထဲကိုထောဘတ်တွေလောင်းထဲထောဘတ်တွေလောင်းထဲပြီးတော့အဲ့ဒီချိန်မှာသူဆုတောင်းလိုက်တယ်ဆုတောင်းဆိုတာ ကောင်းတာလည်းရှိမကောင်းတာလည်းရှိသူဆုတောင်းဖို့ကဘာလို့ဆိုဒီကုသကောင်းမှုရဲ့ဆွမ်းအားကြောင့်တဲ့ဖြစ်လျာဘဝမှာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကဟောဒီထောပတ်အယောင်နေတောက်နေတယ်လို့သူခန္ဓာကိုယ်မှာအယောင်နေထွက်ပြရစေဒါမို့ပပါဆိုတာအယောင်ဝတ္တိကရှိတယ် ခန္ဓာကိုယ်ကအယောင်ထွက်နေတဲ့အမျိုးသမီးနာမည်ကပပဝတိဗမာပြည်မှာတော့ပပဝတိဆိုတာပပဆိုရင်တော့မဟုတ်ဘူးပပဘာဘာခုံးနဲ့မှမှန်တယ်ပပပပဆိုတာအယောင်နော်ပပဆိုရင်တော့ဗာဒိဗေမှမရှိဘူးပပဆိုတာရေဥစဉ်ပဲနော်ပတ်ဆောင်နှလုံးဆိုရင်ရေဥစဉ်ဖြစ်သွားတယ် ပပဝတိခန္ဓာကိုယ်အသားရောင်ကနေပြီးတော့တောက်ပြောင်နေတဲ့အမျိုးသမီးတို့ဆွတောင်းလိုက်တာဒီဌာနရဲ့စွမ်းကြောင်းဟောဒီသောဘတိအစင်လာတယ်လို့ဖြစ်လျာဖြစ်လျာဘဝမှာဒုက္ခနာကိုယ်ကအယောင်တလဲလဲထွက်ပါစေအချောဆုံးအလှဆုံးလည်းဖြစ်ပြရစေနှစ်ခွ နောက်တစ်ခါထပ်ပြီးတော့စိတ်ကလည်းသိုးနေတာဆိုတော့ဟောဒီလူယုံမာနဲ့လဲဒါလေးကပါသေးတာဟောဒီလူယုံမာနဲ့လဲဘယ်တော့မှအတုမနေပါရစေနဲ့သူတောင်းတာအဲ့ဒါဒါတော့ဒေါသနဲ့တောင်းလိုက်တာဒီလူယုံမာနဲ့လဲဘယ်တော့မှအတုမနေပါရစေနဲ့သူဆုတောင်းတာကိုကြားတဲ့အခါ ကုသမင်းအလောင်းကမခံကျင်ဘူးမခံကျင်တော့သူ့လက်ထက်ကမုံကိုပြေးပြီးတော့ပိစိကဘုရားရဲ့သဘေထဲပြန်ထည့်ပြန်လှူတယ်ပြန်လှူပြီးတော့လဲသူကပြန်ပြီးတော့ဆုတောင်းတယ်အရှင်မယားတဲ့ဒီကုသကောင်းမှုကြောင့်ဟောရီမိမ့်မရှုစနာတရားဝေးกว่าတဲ့နေရာပဲဖြစ်ဖြစ် တပီတော့မရရအောင်ယူနိုင်ပါရစေဆိုပြီးလုပ်တာเนาะအဲ့တော့ကလဲသားခြေတာပေါ့เนาะသူ့ကိုမရရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေအဲ့ဒါကုသမင်းနဲ့ဘဘဝရိသလမအဲ့လိုဆူတောင်းခဲ့ကြတာလေပေါ့အဲ့ဒီဆူတောင်းမှုတွေကြောင့်သူတို့ဘဝဟာ အချင်းချင်းစိတ်ဆင်းရဲမှုတွေနဲ့ကြုံရတယ်ကိုစုတော်နဲ့ကိုဒုက္ခရောက်နေချတာလေကုသမင်းကြီးကအယုဆိုးကြည့်တန်းဒေါသနဲ့ပြန်ယူခဲ့တာကြောင့်အယုဆိုးကြည့်တန်းတယ်ပပဝတိကိုချောလိုက်ရတာနော်ဩရိန်တဲ့ဘုရားရောက်လို့ရောက်ဖြာရက်တဲ့လူဘုရားရောက်လို့ရောက် အမျိုးစုံပပဝရီနဲ့တွေ့ဖို့ကြံစီရတဲ့အလုပ်တွေသူ့မှာကိုယ်ရင်းဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းနဲ့ရှင်မင်းဖြစ်ပါလေရဲ့ဘယင်းရဲ့စီစဉ်ကိုချမ်းသာတာမခံစားရဘူး